crypto exchange ဆိုတာကတော့ exchange ဆိုတဲ့နာမည်အတိုင်းပဲ crypto တွေကိုကျွန်တော်တို့အလဲအပြောင်းလုပ်လို့ရတဲ့နေရာတစ်ခုပေါ့သိကြရဲ crypto တွေကိုအလဲအပြောင်းမလုပ်ဖူးသည့်တိုင်အောင် fiat currency တွေကို exchange လုပ်ဖူးကြမယ်လို့ထင်တယ်မြန်မာကျပ်ငွေကနေပြီးတော့ဒေါ်လာပြောင်းတာဒေါ်လာကနေပြီးတော့ thai ဘတ်ပြောင်းတာအစားရှိတဲ့ပြင်ပေါ့နော်အဲ့လိုမျိုးပဲဒီမှာကလည်း crypto တွေကိုကျွန်တော်တို့အလဲအပြောင်းလုပ်လို့ရတဲ့နေရာတစ်ခုပေါ့ platform တစ်ခုပေါ့ဒီမှာတော့ digital စေဘွေယုံကြည်တစ်ခုဆိုပြီးတော့တင်စားထားတယ်ပေါ့နော်အဲ့တော့ဘာတွေကိုအလဲအပြောင်းလုပ်ကြလဲ crypto ဆိုရဲနာမည်တိုက်ပဲ bitcoin နေပါမယ် ethereum နေပါမယ် us dollar နဲ့တန်ဖိုးတူညီထားတဲ့ usdt လိုမျိုး stable coin နေပါမယ်ဒီလိုမျိုး token တွေကိုလည်းအလဲအပြောင်းလုပ်လို့ရတယ်လို့ကျွန်တော်တို့မှာကမြန်မာငွေရှိတယ်ဒီမြန်မာငွေကို crypto အဖြစ်ပြောင်းချင်တယ်ဆိုရင် crypto exchange တွေကနေတဆင့် B2B လိုမျိုးနေရာတွေကိုသုံးလို့ရတယ် B2B တွေကနေတဆင့် crypto တွေကိုဝယ်လို့ရတယ်ဒါကမှကျွန်တော်တို့က24/7နဲ့အရောင်းဝယ်လို့လို့ရတယ်ဒီ market ကြီးကပိတ်ရမရှိပါဘူးနော်ပြီးပြီစင်တကဘာလုံးအတိုင်းအတာနဲ့လည်းအရောင်းဝယ်လို့လို့ရအောင်မယ် crypto exchange တွေရဲ့အားသာချက်တခုပေါ့တာမန်အဲ currency exchange တွေဆိုရင် ban နေနေဆိုရင်လည်း ban အတွက်ပဲသုံးလို့ရတာမျိုးရှိတယ်သက်ဆိုင်ရာနိုင်ငံအတွက်ပဲသုံးလို့ရတာမျိုးရှိတယ်ဒီမှာမဟုတ်ဘူး crypto exchange ကတကဘာလုံးအတိုင်းအတာနဲ့ အင်တာနက်ရှိတဲ့နေရာတိုင်းကနေပြီးတော့အကြောင်းပဲလုပ်လို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်။ငွေကြေးကနေပြီးတော့ခရစ်တိုပြောင်းနေခရစ်တိုကနေငွေကြေးပြောင်းနေအဲ့လိုပဲခရစ်တိုအချင်းချင်းပြောင်းနေဒါတွေအကုန်လုံးကိုခရစ်တိုအချင်းဒီမှာလုပ်လို့ရမှာဖြစ်ပါတယ်။